ပထမဦးဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့ကြောက်ဖြူတိုက်ပွဲမှာစစ်တပ်နဲ့မွတ်စလင်များနဲ့ပြည်သူစစ်များထိခိုက်ဒေဆုံးမှုများနေကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။ရခိုင်ပြည်ကြောက်ဖြူမြို့တိုက်ပွဲရှိတဲ့စစ်မြေနာပြင်မှာစစ်ရေးကျွမ်းကျင်မှုမရှိတဲ့စစ်တပ်နဲ့မွတ်စလင်များနဲ့ပြည်သူစစ်မှုထမ်းများကိုအတုံးချတိုက်ခိုက်နေ၍ထိခိုက်ဒေဆုံးမှုများရှိနေကြောင်းသတင်းရရှိပါတယ်။ကြောက်ဖြူမြို့နယ်မှာဖြစ်ပွားနေတဲ့တိုက်ပွဲများမှာ55ရက်တင်းနှင်းဆင်းထားတဲ့ကြောက်တလုံးစစ်စေးရေးကိမ်းမှာမွတ်စလင်များကိုတမကား စစ်တွေမြို့မှာပြည်သူစစ်တင်းစင်မွတ်စလင်လူငယ်များကိုပါကြောက်ဖြူစစ်မြေပြင်ကိုပို့ဆောင်ကအုံပြူတိုက်ခိုက်မှုများရှိနေတယ်လို့စစ်ရေးတရင်ရင်းမြစ်တဦးကပြောပါတယ်။ကြောက်ဖြူတိုက်ပွဲမှာဗာစီရေးတွေ့ကြုံမှာမရှိတဲ့မွတ်စလင်တွေနဲ့ပြည်သူစစ်တင်တန်းစင်တွေဒီလာထဲမှာတည်တာပုံများတယ်။စစ်တင်စင်မွတ်စလင်တွေကကြောက်ဖြူတာမကစစ်တွေကစစ်ကိုပို့တဲ့သူတွေလည်းပါတယ်။စစ်ရေးလည်းကျွမ်းကျင်မှုမရှိဘဲစစ်တပ်ကဖိအားပေးပြီးရှေ့တန်းမှာတိုက်ခိုက်တယ်လို့ပြောပါတယ်။ လက်ရှိတိုက်ပွဲများအတွင်းမွတ်စလင်စစ်တပ်နဲ့အလောင်းအချို့ကိုတွေ့ရှိနေရသလိုဖမ်းမိထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များရဲ့ထွက်ဆိုချက်အရယခုကြောက်ဖြူစစ်ပွဲမှာမွတ်စလင်စစ်မှုတမ်းများကိုအသုံးပြုနေတာကိုတွေ့ရှိရတယ်လို့၎င်းကပြောဆိုပါတယ်။ဒါ့အပြင်စစ်ကောင်စီဟာဒရန်ရတပ်သားတွေကိုရန်ကုန်စစ်တွေနဲ့ကြောက်ဖြူပြည်သူစေရုံကိုပို့ဆောင်ကုသပေးမယ်လဲမွတ်စလင်စစ်သားများကိုတရင်ပေါက်ကြားမှာစိုးရိမ်တဲ့အတွက်တပ်တွင်းနဲ့ကြောက်တလုံးခေတ္တမှာလျှို့ဝှက်စွာကုသပေးနေတယ်လို့ဆိုပါတယ်။ စစ်ကောင်စီဘက်ကတံရရရင်ကြောက်ဖြူစေးရုံနဲ့စစ်တွေရန်ကုန်စေးရုံမှာကုတယ်။မွတ်စလင်တွေကိုကြတော့စစ်ကောင်စီကမြို့ပေါ်တွင်နဲ့ရန်ကုန်မှာကုသခွင့်မပေးဘူး။မွတ်စလင်တွေကိုအတုံးပြုတယ်ဆိုတာကိုပြည်သူတွေတိမှာသူတို့ကြောက်တယ်။စစ်တပ်တန်းနှုတ်တဲ့သူကိုအတင်းအဓမ္မခိုင်းလို့တိတာကိုကဘာကမြင်မှာကြောက်တယ်လို့ပြောပါတယ်။သို့တော်လည်းလက်ရှိကြောက်ဖြူမြို့ငလပွေစိတ်ကမ်းမှာစစ်တပ်နဲ့စင်မွတ်စလင်လက်နက်ကင်များကိုလုံခြုံရေးအဆောင်ချထားတဲ့ကိုမြင်တွေ့ရတယ်လို့ဒေသခံများကပြောပါတယ်။ တိုက်ပွဲအတွင်းထိခိုက်ဒေဆုံးတဲ့မွတ်စလင်စစ်သားတွေကိုကျောက်တလုံးကေဆယ်ရေစခန်းအနီးမှာမြုပ်နှံပြီးထိခိုက်ဒဏ်ရာရသူများကိုလည်းအစိုးရကျောက်တလုံးစခန်းမှာသာမကစစ်ကောင်စီတပ်ရင်းတွေနဲ့ကျောက်တလုံးဂိတ်ကစစ်တပ်ကတိတ်တဆိတ်ဆေးလာကုပေးနေတာတွေရှိတယ်လို့ပြောပါတယ်။အစိုးရမွတ်စလင်စစ်တပ်နဲ့ဆင်းများကိုကြောက်ဖြူတိုက်ပွဲမှာစစ်ကောင်စီကအတုံးပြုတ်နေမှုနဲ့ပတ်သက်၍အာရကတတ်တော်ပြောခွင့်ရသူဥက္ကန်ဒုက္ခအားဆက်သွယ်မေးမြန်းထားပေမဲ့ဒဇုံတရာတုံ့ပြန်ဖြေကြားမှုမရှိသေးပါဘူး။ ဘူရစာဦးဆောင်တဲ့ရခိုင်တပ်မတော်စတင်တီထောင်ခဲ့စဉ်ကပါဝင်ခဲ့သူတဦးဖြစ်တဲ့ဦးခိုင်တတင်မောင်ကစစ်ကောင်စီဟာနီလန်းမျိုးစုံနဲ့ပြည်မဘက်ကလူငယ်တွေကိုစစ်သားတဲ့စုဆောင်တယ်။ရခိုင်ပြည်ထဲကသူတို့ထိန်းချုပ်ထားတဲ့နေရာတွေကမွတ်စလင်လူငယ်တွေကိုစုဆောင်တယ်။ပြီးတော့ရှေ့တန်းစစ်မြေပြင်ကိုပို့တယ်။သူတို့ကစစ်ရေးကိုမပြောနဲ့တင်းနှံတောင်ကောင်းကောင်းပြေဝအောင်တက်ရတာမဟုတ်ဘူး။ဒီလိုလုပ်ရဟာစစ်ဘုတ်ကျုပ်တွေလူကြီးတွေကတက်တက်သူတို့လွတ်မြောက်ဖို့အတွက်ထိုးကျွေးနေတာလို့တုံ့တက်ပြောဆိုပါတယ်။ 2024ခုနှစ်ဖေဖော်ဝါရီလအတွင်းကလည်းကြောက်ဖြူမြို့ကြောက်တလုံးမော့စလင်ဒုက္ခတဲစခန်းမှာလူငယ်အမျိုးသား109ဦးကိုစစ်တနန်းပေးဖို့စစ်တပ်ပြူဝမှုကိုတိုင်လာရောက်ပြီးအတင်းအဓမ္မစရင်ကောက်ယူသွားပြီးလက်ရှိမှာစစ်မြေပြင်တွင်အုံပြူလျက်ရှိကြောင်းဒေသခံများကပြောပါရခင်ဗျာနောက်ထပ်သိရှိရတဲ့သတင်းကတော့နေပြည်တော်မင်းဝန်တောင်ပေါ်ကစစ်တပ်နဲ့ကျင်းဖို့အုပ်စုတို့ကိုကိုးကွယ်ခဲ့ကြတဲ့ရတရားဖျားစီတီများတွေ့ရှိခဲ့ရကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ နေပြည်တော်ပြည်မနာမြို့ရွာကောက်ရက်ကွက်စိန်နာမုဏိကျောင်းဆရာတော်ဥစ္စံတိမာတာရရဲ့စိန်နာမုဏိမင်းဝတ်တော်ဖရာပရဝုံအတွင်းမှာရှိတဲ့ညာတင်ကုတ်အစီအရင်ရုပ်တုများနဲ့အမျိုးမျိုးသောစင်တုများကိုအစိုးရအဆက်ဆက်အပြောင်းလဲမှအာနာလက်မလွတ်လို့သူများကရတရာသဘောမျိုးပြုလုပ်ကိုးကွယ်ခဲ့ကြခြင်းဖြစ်ပါတယ်။အထူးခြားဆုံးမှာဘုရားရဲ့ဘေဘက်လက်တော်ကိုတင်ပြနောက်ကိုကုယုတ်ကာယပြောင်းမြတ်အနေထားနဲ့ထားရှိခြင်းဖြစ်ပါတယ်။ စစ်ဘုတ်ချုပ်ကြီးများရဲ့အာဏာဆက်လက်အတွင်းရှည်စီဖို့ရတရားသဘောဆောင်တဲ့ဇီတီတော်များမှာယခုအချိန်ထိဘုန်းကြီးချောင်းဝင်အတွင်းမှာတည်ရှိနေတာကိုတွေ့ရှိရပါတယ်။တပိုင်းမတန်းအနေနဲ့ပြန်လည်တင်ပြခြင်းဖြစ်ပြီးစစ်အာဏာရှင်များကိုကိုယ်ခဲ့တဲ့အများအမြင်မသိလျော်တဲ့ဖျားဆင်းတုအများစုကို NLD အစိုးရလက်ထက်မှာဖယ်ရှားခဲ့ပြီးဖြစ်ကြောင်းလည်းသိရှိရပါတယ်ခင်ဗျာ။နောက်ထပ်သိရှိရတဲ့သတင်းကတော့ခင်ဦးမှာစစ်သားချင်းချင်းပြစ်ခတ်ပြီးဗိုလ်ကြီးတအူးနဲ့တက်စိတ်မှုတအူးတိတ်ဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။ စကိုင်းတိုင်းခင်ဦးမြို့နယ်ပြင်ထောင်ပြူစောတိရွာမှာဇွန်လ27ရက်နေ့ကစစ်သားအချင်းချင်းပစ်ခတ်လို့ဗိုလ်ကြီးတယောက်နဲ့တက်စိမှုတယောက်တေဆုံးခဲ့ပြီးသူတို့ကိုတကြိုရာမှာလဲဒရုန်းနဲ့ပုံချေခံရတယ်လို့သိရှိရပါတယ်။ပြင်ထောင်ရွာအနီးဒေသခံတယောက်ကနေခင်းနှစ်နာရီနေပတ်ကပြင်ထောင်ရွာအတွင်းထဲကနေလက်နက်ပစ်တံနှစ်ချက်ကြားလိုက်ရတယ်။ဗာပစ်တံလဲဆိုပြီးပြင်ထောင်ရွာကအတိတယောက်ကိုဖုန်းဆက်ပြီးလှမ်းမေးကြည့်တယ်။အဲ့ဒီမှာစစ်ဗိုလ်တအုပ်ကိုတက်စိမှုအစီရှိတဲ့ စစ်သားကမချေနဲ့လို့ပြစ်သက်တာကနေတနတ်တန်ထွက်လာတာလို့ပြောတယ်ဗျစစ်ဘုအစင်ရှိသူကိုပြစ်သက်ရမလားဆိုပြီးတသားအစင်ရှိသူကဘိုးကိုပြစ်သက်တဲ့တက်ဆုံမှုကိုတစ်ခါပြန်ပြစ်သက်တာလို့သိရတယ်လို့ဆိုပါတယ်ပြင်းထောင်ရွာကိုတော်လိုင်းအဖွဲ့တွေကနှစ်နှစ်ကျော်သုံးနှစ်နေပါစားနေရိတ်ကလမ်းကြောင်းဖြတ်တောက်ထားလို့စားစရာမရှိတော့ပဲရွာအတွင်းကမိသားစုဝင်တချို့ဟာရွာပြင်ထွက်ပြီးကာကွယ်ရေးအဖွဲ့တွေစီကိုအညက်ခံသွားတာတွေရှိတယ်လို့ဆိုပါတယ်အဲ့ဒီလိုအညက်ခံတာကိုတက်ဆုံမှုကရွာပြင်ထွက်ခွင့်ပြုခဲ့တာကြောင့် ဗိုလ်ကြီးကအဲ့ဒီတက်ဆွတ်မှုကိုအချုပ်စေရချအပြစ်ပေးခဲ့ပြီး ချုပ်ရက်ပြည်တဲ့နေ့အချုပ်ကနေထွက်လာချိန်မှာဗိုလ်ကိုပြစ်တက်တာလို့သိရပါတယ်။ခင်ဦးမြို့နယ်တရင်နဲ့ထောင်းလိုင်းရေးတာဝန်ရှိသူကအဲ့ဒီပြည်တော်ရော်မာကစစ်သားအစ်စ်က10ဦးပဲရှိတာတအုပ်ကကျွန်တော်တို့မိုက်ဆွဲလို့သိတယ်။ကျက်ကူးဦးတဲ့ကတအုပ်ကကျွန်တော်တို့စီကိုအလင်းဝင်တာကျက်တာ10ဦးပဲကြံတယ်။အဲ့ဒီ10ဦးတက်ကနေဒီနေ့အချင်းချင်းပြစ်တက်လို့2ဦးတည်ဆုံးတယ်ဆိုတာ အတွင်းပရေးတိကပို့လို့ကျွန်တော်တို့သိရပါတယ် ကျွန်တော်တို့သိရလို့သူတို့ဘက်ကဒေဆုံအလောင်းနှလောင်းကိုနမခခကနေလေရင်နဲ့လာတဲမဲလို့တရင်ပြန်လွှဲ့တယ်တကယ်ရောလာတဲလားဆိုတော့မတည်ဘူးလေညနေ၄နာရီလောက်ကြာတော့ပြင်တော်တင်းကျိုင်းမှာမိတကြိုတယ်လေအဲ့ဒါကိုကျွန်တော်တို့တော်လန်ရေးအဖွဲ့တွေက drone နဲ့ဘုံတိချတိုက်ခိုက်ခဲ့သေးတယ်အဲ့ဒီမှာလည်းထိခိုက်ဒေဆုံတာတွေလည်းရှိနိုင်တယ်လို့ဆိုပါတယ်ဒေဆုံသူတွေဟာဘူကြီးကျော်သူလိုင်းနဲ့တက်ဆွမှုအောင်ကိုဖြိုးတို့ဖြစ်တယ်လို့သိရှိရပြီးဒေဆုံမှုနဲ့ပတ်သက်လို့စစ်ကောင်စီဘက်ကသတင်းတစုံတရာထုတ်ပြန်တာတော့မတွေ့ရသေးပါဘူးခင်ဗျာ နောက်ထပ်တင်ဆက်ပေးချင်တာကတော့ကျုံတို့မြို့တိုက်ပွဲမှာအယောက်30ကျော်တေဆုံးပြီးအထိနာခဲ့တဲ့စစ်တပ်စစ်ကြောင်းပြန်ထွန်းလာသူတို့လာပါစေသူတို့ကိုအမြဲတမ်းကျေးဇူးထားပါတယ်လို့ဗိုလ်အစည်းအဝါပြောဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။ကရင်ပြည်နယ်ကျုံတို့ကော့ဂရိတ်လမ်းပိုင်းတိုက်ပွဲအတွက်အင်အားဖြည့်တင်းဖို့ကျုံတို့မြို့ကနေထွက်လာတဲ့အကြမ်းဖက်စစ်အုပ်စုနဲ့မုံကရင်တော်လှန်ရေးပူးပေါင်းတပ်တွေဟာဇွန်လ19ရက်နေ့မှာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်အုပ်စုဘက်ကအယောက်30ကျော်တေဆုံးခဲ့တယ်လို့ KNL တမဟာကျောက်တမဟာလုံခြုံရေးစစ်ကြောင်းနဲ့ Lion Battalion Commando စစ်ကြောင်းရုပ်တပ်ဖွဲ့စီကနေသိရှိရပါတယ်။ကျုံတို့မျိုးအထွတ်နွားချန်ကုန်ကြီးရွာမှာဖြစ်ပွားခဲ့တဲ့အဆိုပါတိုက်ပွဲအတွင်းစစ်ကောင်စီတပ်ထံကလက်နက်ခဲယံတွေတင်ဆက်ရရှိခဲ့ပြီးအရှင်ဖန်စီရမိသူတွေမရှိခဲ့ပေမဲ့ဘုံမှုနဲ့ကျုပ်ဘုံမှုကြီးတယောက်ကတော့ဒဏ်ရာအပြင်းထန်ရရှိခဲ့တဲ့အတွက်စစ်ကူတမှုခံယူနေရတယ်လို့ဆိုပါတယ်။ကျွန်တော်တို့တွေနေမြေရှင်းလင်းမှုလုပ်ဖို့ပြန်တက်သွားတဲ့အချိန်မှာအရှင်တို့တယောက်မှမမိဘူး။ အကုန်လုံးကအသေးတွေကြီးပဲမတည်တဲ့ကောင်တွေကလည်းကိုရီစီမာရောက်လာတဲ့အခါကျတော့စိတ်ကူတာမှုတောင်မရဘူးသူ့ဟာသူ့အော်ဟစ်ရင်းနဲ့သူ့ဘာသူရတဲ့တန်ရာနဲ့ပဲအသက်ထွက်ကုန်တယ်လက်နဲ့ခင်းရက30လောက်ရလိုက်တယ်လက်နဲ့ကြီးငယ်အလုံးပေါ့အခုလောလောဆယ်တော့ဘုံမှုနဲ့ဒုဗုံမှုကြီးနှစ်ယောက်ကတော့စေယုံမှာကုသမှုယူနေရတဲ့ပေါ့လေလို့ KNL တက်မဟာ6တက်မဟာလုံချုံရေးစစ်ကြောင်းနဲ့စစ်ကြောင်းမှုဘိုးရဲ့စေဝါကမောင်းကိုပြောပါတယ်ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးတဲ့နော် စစ်ကောင်စီတပ်သားတွေဟာလက်မကြီးအတိုင်းပြန်လဲဆုတ်ခွာသွားပြီးကမရ96နဲ့ဂျုံတုံးမျိုးဘက်ကိုပြန်လဲဝင်ရောက်သွားတယ်လို့သိရှိရပါတယ်စစ်ကောင်စီဘက်ကတေဆုံးမှုများပြားခဲ့တဲ့အတွက်တပ်မ99နဲ့တပ်မ44ကစစ်ကောင်စီတပ်သားအင်အား100ကျော်ထပ်မံစစ်ကြောင်းထိုးလာတာကြောင့်ဒီကနေ့ဇွန်လ22ရက်နေ့မနက်9နာရီလောက်မှာ KNL ပူးပေါင်းတပ်တွေနဲ့၃နိုင်အကြာပြစ်ခတ်မှုအသေးစားဖြစ်ပွားခဲ့ပြီးလက်ရှိအချိန်ထိစစ်ရေးအခြေအနေတင်းမာနေဆဲဖြစ်တယ်လို့ဆိုပါတယ်။အခုလဲရန်သူကဒုစစ်ပြန်ဆင်လာတဲ့ နောချန်ကုန်းရွာအနောက်ဘက်ချမ်းရဲ့အစွန်းမှာထက်ရောက်နေပြီးရွာကိုဝင်လာနေပြီပေါ့နော်သူတို့လာပါစေသူတို့ကိုအမြဲတမ်းကြိုဆိုထားပါတယ်သူတို့ကအခုလက်ရှိအခြေအနေကတော့တပ်မ3-4ခုပေါင်းမှပဲစစ်ကြောင်းတစ်ကြောင်းပဲရတော့တဲ့အနေအထားမျိုးဖြစ်နေပြီကိုသူတို့လည်းတက်ပြူတက်ပြဲဖယိုဖယဲတွေဖြစ်နေပြီဆိုတော့လေညကလေးကကိုထီးတွေးမှုအစလေးဖော်နေပြီပေါ့လေနော်အခုဒီနိုင်ဒီစက္ကန့်ပိုင်းမှာတော့ သူတို့ဘယ်အချိန်မှတိုးစစ်ဆင်လာမလဲကြားတိုးလာမလဲတော့မသိဘူးစည်ရေးအခြေအနေကတော့တင်းမာနေတဲ့အခြေအနေပါလို့စစ်ကြောမှုဘိုးအေးစေဝါကဆက်ပြောပါတယ်လက်ရှိမှာစစ်ကောင်စီတပ်သားတွေဟာတရင်တွေတင်းမာအထိုင်ချတာမျိုးမဟုတ်တော့သလိုဒေါ်လန်ကြီးတပ်ဖွဲ့တွေမြို့ပေါ်တက်ပြီးတိုက်ခိုက်မှာကိုစိုးရင်တဲ့အတွက်မြို့ထဲမှာခံစစ်တွေကင်းဘုံတွေခြားထားတာမျိုးမဟုတ်တော့ဘဲမြို့ပြင်မြို့အစွန်တွေဘက်မှာအခိုင်အမာအထိုင်ချတာတာဖြစ်တယ်လို့ဆိုပါတယ်လက်ရှိ905 946ထဲမှာတော့လူဦးရေကအဲ့လောက်ထိတိတ်မရှိတော့ဘူး မြို့ရဲ့အပြင်ဘက်ကိုအခုတောက်လျှောက်နေရတွေယူပြီးတော့ကင်းဘုံတွေခက်စစ်တွေတော်လန်ရင်သမားတွေဒုစစ်ဆင်ပြီးမြို့ထဲဝင်လာမှဖြစ်တဲ့အတွက်ကြောင့်သူတို့ကစိုးရိမ်ပြီးတော့မြို့ရဲ့အကာပေါ့လေနော်တောက်လျှောက်ကိုသူတို့ကခင်စစ်တွေပြီးတော့မိုင်းခွင်းတွေတက်ခွင်းတွေပြင်ဆင်မှုတွေသူတို့ခံခံမာမာတော့တိဆောက်ထားတယ်လို့ KNL တမဟာချောက်တမဟာလုံချုံရေးစစ်ကြောင်းနဲ့စစ်ကြောင်းမှုဘိုအဲဆေးဝါကပြောခဲ့ပါတယ်အကျန်းဖက်စစ်တပ်အနေနဲ့တက်ပြက်ပြီးအခြေအနေမကောင်းတော့တာကြောင့်ကျန်ရှိနေသေးတဲ့စစ်ကောင်စီတပ်သားတွေအမြင်မှန်ရပြီး ဒေါ်လန်ရဲ့တပ်ဖွဲ့တွေစီကိုလာရောက်ပူးပေါင်းကြဖို့အချင်းရှိသေးကြောင်းလည်းသူကဖြည့်ဆွတ်ပြောခဲ့ပါတယ်။တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတဲ့အတွက်ဂျုံတို့မြို့ခံတချို့ကဆက်လက်ရှောင်တိမ်နေရဆဲဖြစ်ပြီးနေအိမ်တွေမှာကျန်ရှိနေတဲ့ပစ္စည်းတွေကိုတွားယူခြင်းပေမဲ့လက်တလျှောက်မှာစစ်ကောင်စီတပ်တွေအထိုင်ချထားတာကြောင့်ပြန်လည်ဝင်ရောက်ဖို့မဖြစ်နိုင်သေးဘူးလို့သိရှိရပါတယ်။ဘယ်တော့မှအိမ်ပြန်ရမလဲမသိဘူး။တိုက်ပွဲကလည်းဖြစ်လိုက်နားနိုင်တဲ့အိမ်မှာစေးတွေပြန်ယူခြင်းတာတောင်ပြန်ယူလို့မရဲဘူး။ကိုပြန်ဝင်ချိန်မှတိုက်ပွဲဖြစ်ရင်ကိုတည်မှာ အိမ်တွေလည်းနေလို့တော့ရပါမလားတော့မသိဘူးတလောကတော့ကြားလိုက်တယ်ကျမတို့အိမ်ကိုတခိုးတွေဝင်တယ်တဲ့ပစ္စည်းတွေလည်းဖွာသွားတယ်ဘယ်တော့မှအိမ်ပြန်ရမလဲမသိဘူးလို့စစ်ဘေးတိမ်းရှောင်နေရတဲ့ဂျုံတို့မြုပ်ကန်တယောက်ကမောင်းကိုပြောပါတယ်ခင်ဗျာဆက်လက်သိရှိရတဲ့သတင်းကတော့ပလဲမြုံနယ်ကန်တော့ရေစကန်ကိုတိုက်ခိုက်သိမ်းပိုက်မှုအတွင်း ABSDF ပါဝင်တိုက်ခိုက်ခဲ့ ABSDF ရဲဘော်၃ဦးကြာဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာစကိုင်းတိုင်းပလင်းမြို့နယ်ကန်တော့ရေစကန်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ရဲ့ဦးဆောင်မှုနဲ့မဟာမိတ်တပ်ပေါင်းစုကဇွန်လ19ရက်မနက်6:40မိနစ်အချိန်မှာအောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ကဒီနေ့မှတရားဝင် ထုတ်ပြန်လိုက်ပါတယ်။ကန်တော့ရဲစခန်းကို PLA ရဲ့ဦးဆောင်မှုနဲ့မဟာမိတ်ပူးပေါင်းတပ်တွေကဇွန်လ2ရက်နေ့မှာစတင်ထိုးစစ်ဆင်ခဲ့ပြီးရဲတပ်ပတ်နှစ်ပတ်ကျော်အကြာဇွန်လ19ရက်နေ့မှာအောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ ကျန်တော့ရေစကန်ကိုပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA တိုက်ခိုက်သိမ်းပိုက်ရမှာ ABSDF ကျောင်းသားတပ်မတော်စစ်ကြောင်းတုံးအမတ်ဆက်လေးတရင်ကရဲဘော်တွေဟာစစ်ကူနဲ့ရိတ်ခါဖြတ်တောက်ရေးမှာပါဝင်ခဲ့တယ်လို့ဆိုပါတယ်။အစိုးရတိုက်ပွဲအတွင်းကျောင်းသားတပ်မတော်စစ်ကြောင်းတုံးအမတ်ဆက်လေးတရင်ကရဲဘော်၃ယောက်ဟာ Federal Democracy ပြည်တော်စုတိဆောက်ရေးအတွက်အသက်ပေးလူသွားခဲ့ရတယ်လို့သိရှိရပါတယ်။အစိုးရစကန်သိမ်းတိုက်ပွဲကို PLA ဦးဆောင်မှုနဲ့ပြည်သူ့ညီညွတ်ရေးတပ်ဦး PUF ရမဘိတ်ကရင်အမတ်ဆက်တတရင်ချစ်နဲ့တက်မလို့ဗမာလူမျိုးရေးဒီမိုကရက်တစ်တပ်ဦး BLDF တောင်းနဲ့နေစည်းမချပြောက်ကြတက်ဖွဲ့မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF နဲ့အညာမြေတပ်ပေါင်းစုတို့ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာထပ်မံသိရှိရတဲ့သတင်းကတော့ဒေါ်ဆန်းစုကြည်မွေးနေ့ဆုတောင်းစာရေးတယ်လို့ဆိုပြီးငွေဆောင်ဒေတာခန့်လေးဦးဖမ်းဆီးခံခဲ့ရကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာဒေါ်ဆန်းစုကြည်အတွက်မွေးနေ့ဆုတောင်းစာကို လူမှုကွန်ရက်ပေါ်တင်တာကြောင့်ဆိုပြီးအေယဝရီတိုင်းပသိမ်မြို့နယ်ငွေဆောင်မြို့ကအမျိုးသမီး၄ယောက်ဇွန်လ19ရက်နေ့ညနေပိုင်းမှာဖမ်းဆီးခံလိုက်ရတယ်လို့ဒေတာခန်တွေစီကနေသိရှိရပါတယ်။ဒေတာခန်တယောက်ကမက်ဆာဆာဆိုတဲ့အမျိုးသမီးတယောက်အပါအဝင်၄ယောက်ဖမ်းခံရတာ၊ကြီးရွာဘက်က၂ယောက်နဲ့ရက်ကွက်ထဲက၂ယောက်ဖမ်းခံရတာ၊ကျန်တဲ့သူတွေရဲ့နာမည်တွေတော့မသိသေးဘူးလို့ပြောပါတယ်။ဖမ်းဆီးခံရသူတွေဟာ အသက်16နှစ်ကျော်အရွယ်2ယောက်နဲ့အသက်30ကျော်အရွယ်2ယောက်ဖြစ်ပြီးဒဇင်ကြီးရွာနဲ့အမှတ်4ရပ်ကွက်ကအမျိုးသမီးတွေဖြစ်တယ်လို့သိရှိရပါတယ်။စစ်ကောင်စီတပ်နဲ့နှိစက်သူတယောက်ကဖုန်းတွေကအချက်အလက်တွေကိုစစ်ကောင်စီရဲ့စာရဖားကစစ်ဆီးပြီးဖမ်းခဲ့တာတဲ့။အခုအထိတော့ရဲစခန်းမှာပဲထားပြီးစစ်ဆီးနေတယ်လို့ပဲသိရတယ်။အမှုဖွင့်ထားတာလည်းမရှိသေးဘူးလို့ကြားမိတယ်။စစ်ဆီးဖို့ရှိလို့ဆိုပြီးဖမ်းတာပဲ။ဒီကနေ့အထိတော့ပြန်မလွတ်လာသေးဘူးလို့ပြောပါတယ်။ဇွန်လ19ရက်နေ့နေ့လယ်ပိုင်းကလည်း အင်ယာဝတီတိုင်းတာပေါင်းမြို့နယ်ကမြို့သမီးတယောက်ကိုဒေါ်ဆန်းစုကြည်ရဲ့အသက်80ပြည့်နှစ်မွေးနေ့မှာနေ့စဉ်ပန်ပန်နာကြောင့်ဆိုပြီးစစ်ကောင်စီတပ်နဲ့ရဲတွေကဖမ်းဆီးခဲ့တယ်လို့ဒေသခံတွေစီကလည်းသိရှိရပါတယ်ခင်ဗျာ။